ဟယ်လိုချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီနေ့ကတော့2025ခုနှစ် April 24ရက်နေ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်တို့အထူးသွားမှကြည့်ကြမှာဖြစ်ပါတယ်နော်ပထမဆုံးကျွန်တော်တို့လူရင်းတူရှင်သတင်းတွေပဲဆက်လိုက်မယ် ပထမဆုံးသတင်းတစ်ပုဒ်ကတော့စကိုင်းမြို့ပေါ်မှာမင်းကွန်းဒေတာသူတောက်စားမှုကြီးပြန်လာတဲ့ပြူစောတိများလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်မှုပြူစောတိကောင်းဆောင်နေလင်းခခွေရဲဘော်ကြီးအပါဝင်ခုနှစ်ကောင်မျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းမဖြစ်ပါလေဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ VOA Voice of America နဲ့ Radio Free Asia RFA ပေါ့နော်ဒီသတင်းဌာနနှစ်ခု ပြီးခဲ့တဲ့ဂျပန်ကသူတို့ပိတ်သိမ်းသွားတယ်ပေါ့နော်အခုဆိုရင်ပြန်လှည့်ပြီးတော့လေဘတ်ဖို့ဒီအမေရိကန်ကတရားရုံးကပြန်လှည့်ပြီးတော့လေဘတ်ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့မကြခင်မှာတော့ BOE တို့ RFA တို့ရဲ့ဒီသတင်းကြေညာတယ်ကျွန်တော်ပြန်ပြီးတော့နားထောင်မှာဖြစ်ပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အင်ဒိုမျိုးသိန်းတိုက်ပွဲမှာပြန်လာတဲ့ ABSDF ရဲဘော်များအားပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်အောင်သွေးပဲများနဲ့ကြိုဆိုနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဗျာ။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းပခုတ်ကူမှာပြည်သူကိုဘုံချစ်တက်ဖြတ်နေတဲ့စစ်အုပ်စုစစ်တပ်စက်တက်လီဒီဒစီပြတ်ကြတယ်ဆိုတဲ့သတင်းမှပြပါတယ်နော်အမမောင်းသူတွေကမတည်ပဲနဲ့ထွက်ပြေးသွားပါတယ်ပေါ့နော်အဲ့တော့ PDF ဒီကတော့လီဒီကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့သတင်းကြားပါတယ်ဒေသခံအရက်သားပြည်သူတွေကိုဘုံကျဲတက်ဖြတ်ဖို့ပခုတ်ကူမျိုးစစ်အုပ်စုရဲ့တပ်မတ်101ကတက်လာတဲ့စစ်တက် စက်တက်လေးကြီး၃စီးအနဲ့တစီးဆက်ချိုရင်လို့ဧပြီလ22ရက်ညနေ9နာရီခန့်မှာပခုတ်ကူမြောက်ဘက်6ခန့်ကြေးရွာနီးရေးပေါ်ဆက်တက်ခဲ့တယ်လို့သိရပါတယ်နော်အဲ့ဒီစက်တက်လေးကြီးပြက်ကျတဲ့နေရာကိုတော်လိုင်းတက်တွေတွားရောက်ရှိတွားရတဲ့အချိန်မှာတော့ဒီဆေးဥစုကအဲ့နေရာကိုလာပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်စက်တက်လေးကြီးကိုမယူဆနိုင်ပဲမီးရှို့ဖျက်ဆီးထားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ကဲကျွန်တော်တို့အခုရပိုင်းတွင်မှာဆိုရင်တော့တကယ်သတင်းကြီးနေရတော့ MMD ရဲ့သတင်းပေါ့နော် MMD ကိုမျိုးမျိုးသုံးသပ်နေကြတယ်ပေါ့နော်ကျွန်တော်တို့ပြည်သူတွေကလည်းဘာဖြစ်လို့သုံးသပ်နေလဲဆိုရင် MMD နဲ့ဒီတက်ဆိုင်ရာအဖွဲ့တွေကဒီဘာမှ ထွက်ပြောတာမျိုးမရှိခါကျတော့ဇဝေဇဝါဖြစ်နေကြပါတော့ဘာလာညာလာပါတော့အဲ့လိုဖြစ်နေကြတဲ့အချိန်မှာပြည်သူတွေတုံးသက်ချက်အမျိုးမျိုးလဲထွက်ပေါ်နေတာဖြစ်ပါတယ်နော်တချို့ကဆိုရင်လေဒီ MMD မပြောရင်လဲပေါ့နော်ဒီ M ဒီ MMD နဲ့လက်တွဲခဲ့တဲ့ PDF တိုင်နေပေါ့နော် BPLA လိုမျိုးအဖွဲ့တွေကဒီဥစ္စာဘာကြောင့်လဲဆိုတာကိုထွက်ပြီးတော့ရှင်းနေဆိုကောင်းမယ်လို့ပြောနေကြတဲ့စကားသံတွေလဲကျွန်တော်ကြားနေရပါတော့နော်အဲ့တော့လောလောဆယ်မှာတော့ကျွန်တော်တို့ဒီကိုပူကျော်ပြောထားတဲ့ဒီ MMD နဲ့ပတ်သက်တဲ့တုံးသက်ချက်လဲနားထောင်ကြည့်အောင်နော်အဲအောင်တိုက်ခဲ့ပြီးတော့မှတော့ဒီလိုဖြစ်တယ်ဆိုတာတော့ဒါတော့သိမမှိုက်ဘူးနော် အမ်ဒီအနေနဲ့ကတော့ကျွန်တော်တို့ဒီတွန်တိုင်းမှာလည်းပါဝင်ပြီးတော့လုပ်ပေးခဲ့တာဆိုတော့ကျွန်တော်ကတော့လူကြီးတယောက်အနေနဲ့ positive thinking ပဲပြောချင်ပါတယ်ဒါပေမဲ့လည်းတခုပြောချင်တာကဟုတ်ပြီ UN ပြည်နယ်ကိုတရုတ်ကပိတ်လိုက်တယ်မင်းတို့ရဲ့ခေါင်းဆောင်တွေကိုအာဖန်စီလိုက်တယ်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါကြောင့်မလို့ဒီမင်းတို့ဘက်မှာ UN ဘက်ကနေတော့ပစ္စည်းတွေမဝင်ဘူးတချို့ကိစ္စတွေအညာဘက်ကဒီတွင်းရတယ်လို့ပြောပါတယ်ဒါကလည်းကျွန်တော်ဟိုတနေ့ကအာဒီ BBL ကိုစောင်းခါရဲ့လေးနှစ်ပြည့်မှာကျွန်တော်စီဝေးတက်တော့ကိုစောင်းခါကိုကျွန်တော်မေးပြတာနဲ့အဲ့ဒါလေးတီးရတယ်ဟုတ်ပြီဘလို့ဝဲဖြစ်ဖြစ် မင်းတို့တခုတည်ထားဘွာမင်းတို့တွေတရားကိုတိုက်မယ်တဲ့မင်းတို့စဉ်းစားထားရမယ်မင်းတို့နောက်ကြောင်းကိုမင်းတို့လုံအောင်တော့မင်းတို့အရင်လုံရမယ်လို့ထင်တယ်အဲဒါအောင်မလုပ်ထားပဲနဲ့မင်းတို့စစ်တိုက်ပြီးဒါဖြစ်လို့ဒါကြီးပေးလိုက်ရတော့လုံသွားသမျောဖို့ကောင်းတယ်နောက်တစ်ခုအနေနဲ့နောက်မင်းတို့စီကတယောက်ကလည်းပြီးတော့ငါတို့ပြောတာလည်းရှိတယ်တည်ကြတာဘာဖြစ်လဲဆိုတော့ညီမမင်းတို့လာတဲ့ခါကျရင်မင်းတို့စစ်ပညာသင်ပေးတယ်ပါဟုတ်တယ်ခြေစုပ်တင်ပါလေမင်းတို့စစ်ပညာသင်ပေးတာဒါပေမဲ့တည်ကြတာတခုတော့ပြောပြမယ်နှစ်ပေါင်း80တိုက်နေမင်းတို့လာရှုံမပြောနဲ့မင်းတို့နေနေတဲ့နေရာရဲ့အရှိတ် တဖာလုံးတော့မင်းတို့ရအောင်တိုက်ခဲ့ဘူးလို့လားသူတို့လက်တိုက်တော့မင်းတို့ခံစစ်အနေနဲ့မနေဘူးစူးစမ်းနေရတဲ့အချိန်ရှင်းတယ်နော်အခုလောလောဆယ်မှာဒီ PDF ကလေးတွေဒါတွေအားလုံးပုံပေါင်းပုံပေါင်းတိုက်ခိုင်းတော့မင်းတို့အိမ်မက်တော့မမှတ်ဘူးတလားရှုပ်ထိတိမ့်နေတာတော့မင်းတို့ဝန်ခံလိုက်မင်းတို့တဖွဲ့တဲ့အင်အားနဲ့ဆိုရင်တိစိတ်မဆိုးနဲ့ကွာစိတ်ဆိုးလည်းမတက်နိုင်ဘူးမင်းတို့ဓမ္မတတာတပုံတတာဖွဲ့ပါအဲ့ဒါကြီးတော့ပြောချင်တယ်ဒါပေမဲ့ထားပါငါတို့အနေနဲ့ဒါကတော်လိုင်းမှာနောက်ထပ်လည်းဆက်လုပ်ရမယ်ညီနောင်မဟာမိတ်တွေဒီဟာလေးနဲ့မဟုတ်လို့ငါတို့မပြောတော့ဘူးနောက်တစ်ခုလာရှုံမှာကပုံမှန်လေးပြောရရင်အာမြန်မာအခက်တရုတ်အချက်ဖြစ်သွားတာ ဘယ်လိုပဲဖြစ်ဖြစ်ဒါတရုတ်တင်လိုက်တာပဲအဲ့ဒါကိုဟိုဘုံမသိဘာမသိနဲ့ဟိုဘက်ကဘုံမာလေမင်းတို့တပြောနေကြတာဟာမင်းတို့ရဲ့ဘုံချုပ်ကြီးကအာလုံးဝအုံတော့ညံကောင်းတလက်တစ်ချက်ဖောက်เสียမလို့ဘဲနဲ့လာရှို့ပြန်ရအောင်ပြောမင်းတို့တကယ်ရလားအခုဒီတရုတ်ကိုယ်စားလေအဲ့ဒီမှာယုံတည်ပြီးနေနေတာတော့မင်းတို့တကယ်ပိုင်ပြီလားအပြစ်မှာငါတို့လူတွေကြီးပဲ MNDA တွေတန်နယ်လေးတွေငါတို့လူတွေကြီးပဲအပြစ်မှာ PDF တွေအများကြီးမင်းတို့လာရှို့တမျိုးတွေရလား ့ဆုတ်ပြီးတော့ဝန်တန်တယ်ရတာတော့မင်းတို့ကောင်တွေဝင်ရဲလို့လားတရုတ်အဆောက်ရှောင်းနဲ့ဝင်လာတာအထက်အကောင်တွေကမင်းတေချာလဲပြက်မေးကြည့်အောင်အထက်မှာမင်းတို့ရောက်နေတဲ့မင်းတို့တိုင်းမှုဆိုတဲ့ငတိရဲမင်းတို့ရောက်နေတဲ့အထွေအုပ်ဦးစီးမှုတွေဘာညာတွေပေါ့ကွာမင်းတို့သူတို့တွေရောအဆင်ပြေကြရတယ်တမေးကြည့်အောင်ဘလားကြောက်နေလဲဆိုတာအင်းတို့ကဂျူးကြောင့်မူးကြောင့်လဲတလားပေါက်ရ40လိုင်းပေါ်မှာရှောက်မပြောနဲ့မင်းတို့ဖားစီအောင်ကြီးစုတ်ဖားမနေနဲ့တလားမင်းတို့မင်းအောင်မင်းအောင်နိုင်ရမင်းတို့တရုတ်မြင်းနဲ့ဆိုလို့ပေးပြီးတော့လှုပ်လိုက်တာအဲ့တော့တရုတ်ကလည်း တို့လှုပ်ဆရာရှိတာတို့လှုပ်လိမ့်မယ်မင်းတို့လည်းဘာမှတောင်းဝင်မှာမဟုတ်အထင်းပါဟုတ်တယ်တနင်းထိုင်နေတော့နောက်ထပ်မသားဘောဘူးပဲရှိတယ်သိလားအပြင်ထွက်ရင်အဲ့ဒါသိကြတယ်အဲ့ဒါတော့ကြိုပြောတာပဲအပြင်ထွက်တော့နောက်ထပ်မသားဘောပေါ့တော့ဒါပေချင်းပြမှာပြောရတာလေဒါကတော့ဒီလိုပဲဒီကောင်အပြစ်ကရက်စေတယ်ဆိုတာပါဇက်ကပဲပြောနေတာဒီကောင်ကတင်ဝတ်တိတ်ခါရှိတဲ့ကောင်မဟုတ်ဘူးဒီချက်ဘုရားသူတို့လောက်တာဒါပဲဘုံချင်းပဲသူတို့နားမလဲဘူးသူတို့မသိဘူးသူတို့ဒီနေရာမှာတကယ်ယောက်ျားတွေကြီးပဲသူစစ်တိုက်လေး ဘာမှပြည်သူလူထုအထိကအောင်ဘုံလေးစွတ်ကျဲမနေနဲ့ဘုံကျဲတော့မင်းတို့ကျဲတယ်ကွာမင်းတို့ခင်နေတယ်မင်းတို့ PDF တွေရှိတဲ့နေရာတွေကျဲတယ်ကွာဘာကိစ္စဒီပြည်သူလူထုအထိကအောင်လောက်ရတာလဲပြောလိုက်တော့အစ်စ်ဖြစ်နေတာပါညာပေါ့အဲ့ဒါစဉ်းစားကြည့်ကြည့်တို့ရဲ့စေတနာပြောလိုက်တော့ပါဇက်ကအပြည့်ရမယ်အပြည့်ရမယ်ဘုံကျဲပြီးအပြည့်ရနေတာလားဟုတ်တယ်မင်းတို့ကအပြည့်ရတာမဟုတ်မင်းတို့ပြည့်လည်းမနိုင်တော့မင်းတို့ကဘုံကျဲတစ်ခုပဲရှိတယ်မင်းကဘုံကျဲမယ်ပြည်သူလူထုအိမ်တွေကိုချိန်ချောက်မယ်ငါတို့အချောက်တရားကိုတွင်းတယ် ော့မကြတော့ဘူးကြည့်အောင်အဲ့ဒါ88မဟုတ်တော့ဘူးပြလား2025ဖြစ်သွားပြီအဲ့တော့ကျွန်တော်ရိုးရိုးပြောကြတယ်ဒီလောက်ဂျုံမှပတ်ဆက်တဲ့အစိုးရကိုခင်ဗျားတို့ညင်ခံပြီးတော့ဆက်ပြီးတော့တီးခံပြီးတော့ညင်ခံပြီးနေနေကြတဲ့လူတွေလည်းရှိတယ်အဲဒါလိုညင်ခံပြီးနေနေတဲ့လူတွေတဲ့မှာမှအမှုပညာရှင်တို့လိုခိုးရောင်းရောင်းဒီရင်ရောင်းအုပ်စုတွေကလည်းဒီအာနာလက်ခံတာကောင်ကိုပို့ပြီးမပြောင်ပြောင်တိုက်ပင်နေကြတဲ့ကောင်တွေလည်းရှိတယ်ဒီလားအဲ့ဒါလေးတွေလည်းနဲ့တတိထားကြအဲ့ကောင်တွေလည်းတွေးမယ်တော်လိုင်းကြီးပြီးလို့ဘာလို့နိုင်လို့ဝင်လိုက်မင်းတို့နေနာပြီးတာမှ အဲ့ဒါတော့အခိုင်အမာပဲပြောတယ်အဲ့တော့ MND ကငတိကိုလည်းပြောရမယ်အဲ့တော့တက်သားလားဗာလားမသိဘူးအဲ့ကနေကိုလည်းပြောပြရသေးစကားပြောရင်ထိမ့်ထိမ့်သိမ့်သိမ့်ပြောပါမင်းက MND ကမင်းစစ်တာသူမဟုတ်မင်းကပေါင်ဝင်ပတ်သက်တဲ့သူမင်းစောက်ပစားပေါ့ပါပိုပြီးစီကန်းရှိရှိပြောတင်တယ်ရှင်းတယ်နော်မင်းလိုမျိုးပြောရင်မင်းတန်းကဆယ်သားပြောနိုင်တယ်မင်းတန်းကတော့လက် join လိုက်1 by 1ပြောမယ်။ဘာလဲအတိတ်ပဲမရှိတာမင်းကဗမာတွေမကောင်းတော့ပါသူတို့မင်းတို့ဒီဟာတွေထွက်သွားတာပြောမှာပေါ့ကွာဒီဓာတ်ကြီးတစ်ခုလုံးတင်ထားတယ်အသက်တွေတွေးတွေချွေးတွေရင်းထားပြီးတော့မင်းတို့ပြန်ပေးလိုက်တယ်ဘယ်သူကချိန်နိုင်မလဲကွာ။ ဟုတ်တယ်အခက်ခဲဖြစ်လို့ပေးလိုက်တယ်အားလုံးညှိနှိုင်းပြီးလှုပ်ပေးလိုက်တယ်ကောင်းလက်ခံတယ်လက်ခံနိုင်လောက်တဲ့အနေထားပြောလေစကားပြောတာမင်းလည်းမမိုက်ရဘူးဟုတ်ပြောတယ်အကြည့်နဲ့မင်းနှခမ်းတက်လံပန်းတက်လံမိမကြီးကြားတာပဲပြောနေတာဘာလို့မကောင်းချောင်းမှမပြောရဘူးကွာ positive thinking ဘက်ကနေကျွန်တော်တို့ကဒီလိုဒီလိုဖြစ်သွားလို့ဖြေရှင်းပြလို့မရဘူးလားမင်းကလာပြီးတော့ဟိုစစ်တင်းနဲ့လာတက်တာဘာဖြစ်တယ်ညာဖြစ်တယ်မင်းကပြောမင်းဘာကောင်းမှုလို့လဲကောင်းကောင်းမပြောစကားပြောထိန်းပြောနေ social network မှာဆိုပြီးစွတ်လွန်နေတယ်တိလားမင်းကတိတဲ့ကောင်းကပြုံးကြီးရှိတယ် အမမွေမင်းတို့စောက်သုံးကြတာမင်းတို့စောက်စစ်တိုက်တယ်မင်းတို့စောက်သုံးကြမင်းတို့အုံတော့မရှိလားကိုနောက်ကျကိုလုံအောင်လုပ်တာပေါ့မင်းတို့စောက်သုံးကြလို့ဖြစ်တာလူတွေအားလုံးစောက်သုံးကြလို့မင်းတို့ဆဲတာဆဲပတယ်အဆဲခံလိုက်ပေါ့ကွာမင်းတို့စောက်သုံးကြတာအမှန်ပဲရဒါပဲကျွန်တော်ပြောချင်တာတော့အားလုံးချီးကျူးတင်ပါလေဘယ်ကခွေးတောင်စားလေးလည်းမသိဘူးအဲ့ဒီ MMT ရလားလူကြည့်တော့အေးမွေတဆယ်ဘူးသုံးရုံနဲ့သောစကားတလောက်တလောက်လေးလည်းပြောဒီနေ့ပတ်သက်ရင်တော့ခုချိန်မှာဆိုတော့အာကျွန်တော်တို့ပြည်သူထဲမှာတော်တော်လေးကိုဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်เนาะအဲ့တော့ ခတ်တာသူတို့ဘာမှလည်းမထုတ်ပြန်ဘူးနော်ထုတ်ပြန်နေဆိုရင်တော့မှထုတ်ပြန်တဲ့ဟာလေးကိုကျွန်တော်နားထောင်ပြီးမှဖြစ်သိမ်းလို့ရသေးတယ်ဗောနော်အခုကဘာမှမထုတ်ပြန်တဲ့ခါကျတော့တူလောတူလောတူလောနေဗောနော်အခုဆိုရင်တော်တော်လေးပေါ့အချိန်ကြီးစိုးတယ်ဗောနော်သူတို့ဘာမှလည်းမထုတ်ပြန်မနေစုတ်သွားတဲ့အနေအထားတွေ့ရပါတယ်နော်ချမ်ဖက်စစ်ကောင်စီကတော့ဒီရက်ပိုင်းတွေမှာတော်တော်လေးကိုထိခိုက်နေတာဖြစ်ပါတယ်နော်အဲ့တော့ရန်ကုန်ပြည်ကားလန်တိုက်ပွဲမှာဆိုရင်လည်းတော်တော်လေးကိုအကြမ်းဆုံးတွေများပြီးတော့သူတို့စေးုံပါလေလူနာတွေပြည့်နေတယ်ဆိုတဲ့သတင်းကိုပြောထားတဲ့ဟာလေးနားထောင်ကြည့်အောင်နော် သတင်းတပုတ်အနေနဲ့ရန်ကုန်ပြည်ကားလမ်းပေါ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစေယုံကြီးမှလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လူနာတွေနဲ့အလောင်းတွေပုံနေတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလားမြို့နယ်ကရန်ကုန်ပြည်ကားလမ်းပေါ်မှာဒီကနေ့ဧပြီလ22ရက်နေ့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်နေပြီးမင်းလားမြို့ပေါ်ကိုခန့်စစ်ပြင်နေကမြို့အဝင်အထွက်တွေကိုလည်းလုံခြုံရေးချထားတယ်လို့ဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ ဒီကနေ့မနက်ပိုင်းကစပြီးတော်လိုင်းရဲတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရပြီးရန်ကုန်ပြည်လမ်းမော်အထိပြစ်ခတ်ကြတယ်လို့စုံစမ်းသိရှိရပါတယ်စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေကြားအချိန်အတော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကစစ်ကောင်စီတပ်ဖွဲ့တွေအထိနာပြီးတေဆုံးသူများတယ်လို့လည်းသိရတဲ့အပြင်မင်းလာစေယုံမှလည်းစစ်ကောင်စီတပ်ဖွဲ့တွေရဲ့လူနာတွေနဲ့အလောင်းတွေပုံနေတယ်လို့ဒေသခံတွေကပြောပါတယ်အလောင်းတွေကဒီဝဲယုံနဲ့အပြင်ဘက်တွေမှာရောပဲအခုညာတွင်ချင်းတကြုံမဲ့ပြောတယ် အထက်အမင်းအရာတန်းတကြုံမဲလို့ပြောတယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်တနတ်မန်နဲ့စစ်ကောင်စီစစ်သားတွေရောက်လာပြီးမင်းလာမြို့နယ်စစ်ယုံကြီးကိုပိတ်ထားပြီးလူနာတယ်လဲအဝေးမခံပဲတော်ယုံလူနာတွေကိုအိမ်ပြန်ခိုင်းနေတယ်လို့ဒေသခံတွေပြောဆိုချက်တွေအရာသိရပါတယ်အရေးပေါ်လူနာကလွဲလို့ကျန်တဲ့လူနာတွေကိုအိမ်ပြန်ခိုင်းနေတယ်စေယုံကစေပေးပြီးအိမ်မှာပဲကူဖို့အခုညပဲပြန်ခိုင်းနေတာ နေဝေးတွေကရွာဘက်တွေကမနဲ့ပြန်ရမယ်လို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။လက်ရှိအချိန်မှာတာယာဝတီခရိုင်မင်းလာမြို့ပေါ်ကရေစခန်းနဲ့မြို့အဝင်အထွက်ဂိတ်တွေမှာအင်အားဖြည့်တင်းထားပြီးမြို့အဝင်အထွက်တွေနဲ့လမ်းတချို့ကိုပိတ်ထားတယ်လို့သိရှိရပြီးဘကိုးရိုးမအဆက်ကကြေးရွာတွေကိုတိုက်လေရဲနှစ်စီးနဲ့ဘုံကျဲနေတယ်လို့လည်းဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ဒီရန်ကုန်ပြည်ကာလမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကတကယ်ပဲပေါ့နော်အကြမ်းစစ်ကောင်စီကတော်တော်များများကြဆုံးတာဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်ပြောထားတဲ့သတင်းကိုနောက်ကြည့်အောင်နော်ထက်လာတဲ့သတင်းမနေ့ကတက်သွားတာကျွန်တော်တို့ကလည်းမနေ့ကတက်သွားတာကိုဒီနေ့မှသိပါတယ်ဘာလို့ဆိုဘာလို့ဆိုဒီနေ့မှသိနိုင်လို့ပေါ့ဗျာနော်ဆိုတော့မနေ့ကမင်းလဟိုမင်းလမင်းလတာဝရီခိုင် PDF တက်ဖွဲ့တိုင်ရင်300နှစ်ဆိုတာလားအဲ့ဒါတော့3800နှစ်ဆိုတော့တက်ခွဲနှစ်ဆိုတော့ဖွဲ့ကထုတ်ပြန်တယ်သူ့ထုတ်ပြန်ချက်ကိုကျွန်တော်ရေးဖတ်ပြရေးဖတ်ပြပဲဘကိုးတိုင်းတာဝရီခိုင်နဲ့မင်းလအပိုင်းရန်ကုန်ပြည်ကားလန်း အရှိပဲရှိကြေးွာများမှာတဲ့လူငယ်တွေကိုစစ်တပ်ကပေါ်လာဆွဲမယ်ဆိုတဲ့သတင်းကြောင်းနဲ့တို့ရောအဲ့တရင်တာဝရီခိုင်တရင်3800နှစ်တခွဲနှစ်တခွဲသုံးရဲဘော်တွေရတဲ့နှစ်ဖက်ခွဲနေမယ်ရှင်းလင်းပါတယ်တဲ့တို့တို့ပြန်တော့အဲဒီလိုရှင်းလင်းတဲ့အခါမှာတဲ့20ဧပြီ20ရက်နေ့မနက်10:00နာရီခွဲမှာအင်ဂျင်ကုန်းအုပ်စုအညာချမ်းအညာတန်းကြီးရွာရန်ကုန်ပြည်ကားလမ်းဘေးမှာရှိတဲ့53မြန်မာထမင်းဆိုင်မှာတဲ့စစ်တပ်နဲ့ပြည်စော်တိ20ခန်းထမင်းစားတာတွေ့လို့တို့ကဝင်ပြီးတော့ရှောင်းတခင်ပြစ်ခတ်တိုက်ခိုက်တယ်တဲ့အဲ့မှာဖျော်ဖျက်ထွက်ပြေးကုန်တယ်တဲ့ အဖေဘက်ထပ်ပြည်ပြည်စစ်တမ်းပြည်စောပြည်စောတိတွေပေါ့ဗျာဘယ်လိုပြောလဲအလိုက်လိုက်ရှင်းနေတဲ့ခါမှာရှစ်ဦးသေးဆုံးပြီးလေးဦးတရားရအထိနာသွားတယ်တဲ့ဟောမောလနဲ့နိုင်တော့ကျတော့စစ်တပ်က MI 35ရဟရင်နဲ့အဲရုံးမအဆက်မရှိတဲ့ပြည်သူနေထိုင်နေပြစ်ခတ်ပြစ်ခတ်တိုက်ခဲ့တယ်တဲ့ထိတဲ့တိုက်ပွဲတွေဖြစ်လာရတဲ့ပြည်သူတွေကိုတော့အဲ့နာမှာစစ်တပ်စစ်တပ်အနေမှာမတော်လာမှုမလုပ်ကြဘူးတိုက်တွန်းနေပေါ့ဆိုပြီးတော့ပြောထားတယ်ပြောချင်တာကတော့ရန်ကုန်ပြည်ကားလမ်းမပေါ်ကိုဒီတာယော်ရီခိုင် PDF တပ်ကလမ်းမပေါ်မှာရှိတဲ့နေရာချို့တက်လာတယ်53အမည်ရှိတဲ့53အမည်ရှိတဲ့ထမင်းဆိုင်ကို မင်းဆိုင်နာကိုသူတို့ရောက်သွားတယ်ပေါ့ဒါကိုပြတယ်အဲ့ဒါကသူတို့ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာအိုက်လိုက်ထုတ်ပြန်တာလေဒါပေမဲ့ပြဿနာကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ထဲမှာပါလာတာကပြည်လမ်းမှာရန်ကုန်ပြည်လမ်းပေါ်မှာတက်တာမှန်တယ်ဒါပေမဲ့အဲ့မှာပြက်ခတ်မှုဖြစ်တယ်ဆိုတာမျိုးမတွေ့ရတဲ့အသိမတွေ့ရတဲ့အတွက်ကျွန်တော်ပြောရတာခက်တယ်သို့တော့ညောင်းမယ်ပြက်ခတ်မှုတွေအနေငယ်ဖြစ်နိုင်တယ်ဒီမှာဒီကောင်တွေတက်တယ်ဆိုတော့စက်ကသတင်းရချင်မှာလင်းနဲ့ကောင်းကောင်းတော့ကလိုက်မယ်စစ်ကြောင်းတွေတော့ကလိုက်ရင်လိုက်နိုင်မယ်ဒီကောင်တွေလည်းခဏမှတက်တာပါရှောင်းလခင်ပဲအတီးအပြီးတော့မတက်နိုင်ပါဘူးသို့တော့စဉ်းစားကြည့်ပါဗျာရန်ကုန်ပြည်လမ်းဆိုတာရန်ကုန်ပြည်လမ်းဆိုတာရန်ကုန်ကနေပြည်လမ်းဆိုတာ ပြည်လန်းဆိုတာဒီလမ်းမကြီးနော်ပြည်လန်းဆိုတာကြီးကရန်ကုန်သားတွေအတွက်မစိမ့်တဲ့လမ်းကြီးလေရန်ကုန်သွားရလူတွေအကုန်လုံးသိတာရန်ကုန်ပြည်လန်းဆိုတဲ့စကလုံးကြီးပဲစဉ်းစားကြည့်ဆိုတော့ရန်ကုန်ပြည်လန်းမင်းလာအပိုင်းတဲ့အထိမင်းလာမြို့နယ်တဲ့အထိမင်းတို့ဒီမှာရွာတွေရွာရန်ကုန်ပြည်လန်းပေါ်အထိရောင်းတက်လာတယ်ဆိုတဲ့အားကြီးပေါ့ဒါကြီးကစိုးပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကလမ်းမကြီးတွေဆိုရှိတယ်အဓိကလမ်းမကြီးတွေပေါ်မှာ PDF တွေတက်တက်လာပြီးတော့အဲ့လိုရှောင်းတခင်တက်တက်လာပြီးတော့ထင်းတိုင်းကျဲကျဲပြီးတော့လုတ်ပြီးတော့တက်ဖုံတွေရိုက်ပြီးရိုက်ပြီးတင်ပြီးတော့ပြန်ဆင်းသွားပြီးတော့ video Facebook ကိုတက်တက်တင်နေကြတွေရတယ် ဒေသခံပြည်သူလူထုကတော့ဘယ်လိုနေမဲ့တော့မသိဘူးဒီလမ်းပေါ်မှာအသုံးပြုသွားလာမယ့်ပြည်သူတွေကတော့ထိတ်လန့်နေမှာကြောက်လန့်နေမှာဘာလို့ဆိုပြည်သူက AC ပဲပြည်သူက AC ပဲနင်တို့ဒီ NaN CDM တွေ NaN ကြီးတုတ်နေတာကြောက်အောင်ပါနော်ဒီ Champions League ဖွဲ့တွေဘယ်လိုခီးသွားမလဲနော်နင်တို့ခီးသွားရင်မှမတ်ပုံတွေ၃လေးခုလောက်ထားအောင်မသိကြပါဘူးဒီကောင်တက်လာပြီဆိုရင်သိမကြခင်မှာစစ်ကြောင်းတွေရောက်လာမယ်စစ်တပ်ကလေးင်းနဲ့ပြန်မယ်လာမယ်ပြီးရင်ဒီကောင်တွေစစ်ကြောင်းဒီကောင်တွေရှိရနောက်ကိုလိုက်ကစစ်တပ်ကလိုက်မယ်လိုင်းနဲ့ပြစ်တာခတ်တာဖြစ်မယ်အဲ့မှာပြည်သူလူထုကကြားတယ်ညံ့မယ်နေရထိုင်ဘေးကျန်တဲ့ကြတွေ့မယ်ဒါတွေဖြစ်နေကြတဲ့ဘဝပဲအဲ့တော့နိုင်ငံတော်နေနဲ့ကလည်းရှိရကြည့်ရတာ ဟိုဘာလဲဆိုတော့ဟိုဆန်ဆင်ရကြပွေးမလိုက်နိုင်သူဖြစ်နေသလားတော့ကျွန်တော်မသိဘူးလောလောဆယ်တော့ဒီကောင်တွေကိုမနေနိုင်နိုင်ဘူးထွက်ခတာဒီကောင်တွေကလည်းဒီရန်ကုန်ပြည်လမ်းပေါ်မှာရုတ်ရက် တက်လာတယ်ဘယ်နေ့ဘယ်ရက်ဘယ်ချိန်ဘလို့တက်လာမှာဆိုတာမသိနိုင်ဘူးမသိငလင်များလည်းကဲ့သို့ပဲဟောနင်တို့နင်တို့ကြိုပြောအောင်မလားတက်လာမှာကိစ္စဒုက္ခပဲဘယ်ချိန်တက်လာမှာမသိနိုင်ဘူးဆိုတော့ခက်တာတက်လာပြီးတော့မနေကြမှာနောက်ကတက်ကလိုက်ရတယ်ဆိုတော့နည်းနည်းတော့ဝေးတာပေါ့အလှမ်းဝေးတာပေါ့ဆိုတော့သူတို့ကလည်းအဲ့လိုနေရာမှာအထိုင်ချပြီးတော့စခန်းကြီးနဲ့မနေနိုင်ဘူးသူတို့ကလည်းတော်ရ နေစရာလားနေစရာလားမင်းတို့လေရင်နေရှိနေတာငါတို့နေစရာလားလေရင်ပြစ်ချနိုင်နေကြနေမှာပေါ့အေးစေးပြပြကြည့်တာပြီးခက်တာအဲ့လိုတော်တဲ့မှာစိတ်ဝင်ပြပြီးသွားပြီးရွာထဲရောက်သွားရင်ရွာသားဖြစ်သွားရောဆိုတော့ရှင်းရခက်တာပေါ့ဗျာနော်တော်တော်ဆိုးတယ်ဗျ propaganda ကပြောရင်တော့သူတို့ဘက်ကအမျက်ထွက်တယ် propaganda ကပြောရင်ဒီဘက်ကစစ်တပ်ဘက်ကအရှုံးပေါ်တယ်ဒါကတော့ဒီရန်ကုန်ပြည်လမ်းပေါ်မှာပေါ့နော် ျွန်တော် PDF တွေတက်ပြီးတော့စစ်စစ်မြန်မြန်နဲ့ပတ်သက်ပြီးသူတို့ဘက်ကကြောက်နေရနေထားဖြစ်ပါတယ်နော်အဲ့လမ်းတွေမှာဆိုရင်အာဒီရာရှိတွေပါတယ်ဆိုရင်ကျွန်တော်သွားတဲ့ခါမှာပြစ်ခတ်ပြီးတော့ဒီဖမ်းမိတာတွေကျွန်တော်ရဘူးလေပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလူတွေလည်းခုချိန်မှာဆိုရင်တော့ဒီလမ်းကိုသွားဖို့ဆိုရင်တော်တော်လေးကိုစဉ်းစားနေရမယ့်အနေထားဖြစ်ပါတယ်နော် ကဲနောက်တဲ့တဲ့ဘုတ်ကတာအခုမြန်မာပြည်မှာပေါ့နော်ဒီကလင်လုတ်ပြီးနောက်ပိုင်းမှာချန်ပီယံစ်ကောင်စီလုတ်တဲ့ဒီစာမင်းပွဲတွေပေါ့နော်ဖြေလွှာတွေမိလောင်ပြစီသွားတာနဲ့ပတ်သက်ပြီးတော့အခုဆိုရင်စာဝင်ပြန်ဖြေဖို့တွန်းအားပေးနေတယ်ပေါ့နော်အဲ့တော့တွန်းအားပေးတဲ့အခါမှာဒီစာဝင်လည်းပြန်ဖြေရမယ့်အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုကျော်မင်းမင်းတို့ဒီကျော်ဆိုးတို့လော်ဘီတွေကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့ဟာနားထောင်ကြည့်အောင်နော်အဲ့ဒါစူပေါင်းမနေဘူးပဲစူပေါင်းမနေဘူးတော်တော်ဆိုင်တာအဲ့တော့တချို့ရောင်းသားမိပါတယ်အာကျွန်တော်ကျွန်တော်တို့ကဒီစာမုတ်ဘက်ကိုမဖြေနိုင်တော့ပါဘူး းဆိုပြီးတော့ပြောတဲ့လူလည်းရှိရဲ့အဲ့တော့ဖက်ပြီးသိရတာကဒီကနေ့ကျွန်တော်ပြုံးလစ်မှာရှိရဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရှိတယ်။အဲ့မှာပြုံးလစ်မှာဆိုလဲခင်ဗျားတို့သိပါတယ်ဘောဓာတွေနာမည်ကြီးဘောဓာတွေပတ်စံလဲပေးတာယာနဲ့ချီကိုပေးရတာပြုံးလစ်မှာရှိတဲ့ဘောဓာเจ้าတွေရှိတယ်အခြားသောဒေသမှာရှိတဲ့ကျွန်တော်တို့ပုဂ္ဂလိကเจ้าတွေရှိတယ်အဲ့ဒီเจ้าတွေဘာလို့လဲဆိုတော့ဒီဒီကျွန်တော်တို့တတ်သုံးဝင်ဆောင်ဖို့ပဲပြန်ဖြည့်ဖို့အတွက်သူတို့မှသူတို့ဒီပုဂ္ဂလိကเจ้าတွေဘောဓာတွေမှာတက်ခဲ့တဲ့เจ้าသားเจ้าသူတွေတို့ပြန်ခေါ်တယ်ခေါ်တယ်ပြန်တင်ပေးပေးပါဗျာ ရက်ပေါင်းဘလောက်တည်းမှာသူပြန်သိမ်းမယ်အောင်ကိုအောင်ရမယ်ဆိုတဲ့ဂတိနဲ့သူပြတ်ခေါ်တယ်ပြန်ခေါ်တဲ့ကမှာတယောက်ကိုကြီးရဘလောက်ပေါက်လဲဆိုရင်အနည်းဆုံးဒီ border အသေးလေးတွေဒီပုဒ်ရအကြောင်းအသေးလေး15သိန်းရတယ်သိန်း30သိန်း50ဒီပေါက်တယ်သိန်း30လို့သိန်း50လို့ပေါက်တယ်တယောက်ကုန်တော့တယောက်ကိုအဲ့တော့ဒီစနေကြီးကဘယ်သူတွေအစည်းအဝါဖြစ်သွားလဲဆိုရင်ကျွန်တော်ပုဂ္ဂလိကပုဂ္ဂလိကအကြောင်းနဲ့ border တွေစီးဝါဖြစ်သွားတယ်နော်သူတို့အဲ့မှာအဲ့ဒီအကြောင်းတွေထားနိုင်တဲ့သူတွေအများစုကတော့ငွေကြေးချတာတွေလို့ထားနိုင်တာအကျောမွေးတွေတော်တော်ရှားပါတယ်ထားနိုင်ပါဘူး ။ဘာကြောင့်လဲဆိုတော့ခင်ဗျာဒီအကြောင်းမှာယာနဲ့ချီပြီးတော့ခင်ဗျာကုန်ကြတဲ့လူမနှဲပါဘူး။ဒီအကြောင်းနဲ့တွားပြီးတက်မယ်ဆိုရင်။ညသူတို့လူသူတို့ရဲ့အဲ့ဒီလူဒန်းစားတလွာပေါ့။ပုဂ္ဂလိကအကြောင်းနေရဲ့လူဒန်းစားတလွာတွေဘော်ဒါမှာတက်တဲ့လူဒန်းစားတလွာကတော့လာမဲ့လာမဲ့ပြန်လဲကျင်းပါပေးမယ်။စာပွေးပေါ်မှာဝင်ဖြေလိုက်မယ်။သို့တော်လည်းပဲအစိုးရအကြောင်းနေမှာတက်တဲ့ကျောင်းသားကျောင်းသူတွေဘလို့နဲ့သူတို့ပြန်ဖြေကြမလဲနံပါတ်1သူတို့မှာအိမ်နေမရှိတော့ဘူးအိမ်နေမရှိတော့ဘူး နံပါတ်1အဖေအမေတွေသေဝဲကွက်ခဲ့ရတယ်ရှင်ခွဲကွက်ခဲ့ရတယ်။နောက်ဆုံးသူတို့ရဲ့မောင်နှမတွေသေဝဲကွက်ခဲ့ရရှင်ခွဲကွက်ခဲ့ရတယ်။သူတို့မှာစိတ်ဓာတ်ရအကြီးရတယ်ဗျ။စိတ်ပါဝါဘာမှမရှိဘူး။ဒီစိတ်ပါဝါရဖို့အတွက်အစိုးရကလက်ရှိဘာတွေလုပ်ပေးနေပြီလဲ။ပြန်ရဦးဒီတတိယပြည့်ကျွန်တော်ပြန်ရဦးဝင်ကြီးဌာန။ပြန်ရဦးဝင်ကြီးဌာန်ဘာတွေကူစားပေးနေပြီလဲ။ကူစားပေးပြီလား။နောက်ထပ်ထပ်ပေးနေတာကဗျာ။အဲ့တော့ဒီဒီဒီចောင်းသားចောင်းသားတွေဆောင်းဘွက်ပြန်ပြင်မှာဟုတ်ပြီကျွန်တော်6လပိုင်း7လပိုင်းနဲ့စပြီးဆောင်းဘွက်ပြန်ပြင်မယ်။ဒါဆိုရင်ဒီကလေးတွေဆောင်းဘွက်ပြန်ပြင်ဖို့အတွက် ဒီကလေးတွေကကျွန်တော်အစိုးရအကြောင်းကိုပြန်တက်ပြီးတော့စာပြန်ကြက်ရမှာလားစာပြီးပြန်ပြီးတော့တင်ကြောင်းမှုခိုင်သွားမှာလားတာမောမိမိအိမ်မှာပဲစာအုပ်တွေပြန်ရှာပြန်ရှာပြီးတော့စာပြန်လေ့လာမှာလားမေးစရာတွေရှိပါတယ်မေးစရာတွေရှိပါတယ်အဲ့တော့ဒီဒီမေးခွန်းကိုကျွန်တော်ဒီကနေ့ပညာရေးဝန်ကြီးဌာနကိုကျွန်တော်မေးထားတယ်မေးထားတယ်အခုလက်ရှိကျွန်တော်တို့ဘော်ဒါကျောင်းတွေမှာဘော်ဒါကျောင်းတွေမှာကျွန်တော်ကျောင်းသားကျောင်းသူပြန်ခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်ချက်သိန်းကချက်သိန်း20နဲ့ချက်သိန်း50အဲ့ဒီအတွင်ကိုပေါက်တယ်အဲ့ဒီငွေချေကိုပညာရေးဝန်ကြီးဌာနကဝင်ရောက်စစ်ဆေးတားရှိရင်ရှိမရှိနံပါတ်1 ။နံပါတ်1ကတော့ကျွန်တော်လက်ရှိကြောင်းအစိုးရအကြောင်းတွေမှာတက်ခဲ့တဲ့ចောင်းသားចောင်းသူတွေသူတို့ဗမာစာပြန်သင်ရပါလေ။တနည်းအားဖြင့်ဗျာဗမာစာပြန်နှွေးရပါလေ။အစိုးရဖန်တီးပြပါလား။ចောင်းမှာပြန်တက်ကပါလား။ဒါမှမဟုတ်ကိုယ့်အိမ်မှာကိုယ်ပဲဖြစ်တယ်လို့ပဲနေရပါလား။အဲ့တော့တချို့ចောင်းသားတွေဗျာခင်ဗျားကြည့်လိုက်။အင်ကြီးရမယ့်တဲ့တပုံကြီးပဲ။ခင်ဗျားနေပြီးတော့မှလိုက်ကြည့်လိုက်။ဝန်ထမ်းအင်အားတွေပြက်စီးသွားတပုံကြီးပဲနေပြီးတော့မှ။ तू ပြောမှနော်။နေပြီးတော့မှဘယ်လောက်ပြက်စီးလဲဆိုတာတစ်ခါတည်းပေါ်လာမှာ။မိရထားအင်အားလိုက်ကြည့်လိုက်။အဲ့ဒီမှာခင်ဗျား၄လွှာချင်း၃လွှာခင်ဗျား၃လွှာပဲကျန်တလောအောင်မှာကျိုးချင်နေရပဲ။လိုက်ကြည့်လိုက်။ ပြီးကျွန်တော်တို့ဒီဒုက္ခတောင်ဝင်အကျော်ဘက်မှာတိုက်နေရှိတယ်။အဲဒီမှာခင်ဗျအိမ်တွေကျိုးချိန်နေရပဲ။နေပြီးတော့ဘာပဲအများကြီးပဲဝန်ထမ်းအိမ်ရတယ်။အဲဒီမှာရှိတဲ့ចောင်းသားចောင်းကြီးတွေဘယ်လိုစိတ်နဲ့စာမွေးပွဲပြန်ဖြေနိုင်မှာလဲ။နောက်တစ်ချက်ဗျာကမန်းလေးစကိုင်းမှာအိမ်တွေပြိုတယ်။အဲဒီမှာចောင်းသားចောင်းကြီးတွေပါလိမ့်မယ်။ကဒီလောက်အိမ်ကြီးပြိုတော့ခင်ဗျဒီလောက်ဟိုမှာဒီဒီကန့်နေမှာသွားနေရတာဘယ်လိုစာပြန်ချက်မလဲဘယ်လိုចောင်းပြန်သွားမလဲ။ဘာနဲ့သွားမှာလဲ။မေးကြတယ်ဗျာကြီးပဲ။တော်ပြီသူတို့ပြီးတဲ့အချိန်ကကက်ကက်လေးဘလို့ပြရမှာလဲကဲကျွန်တော်မေးတာ ဘယ်လိုပြန်ပြေးရမှာလဲဒီလိုအခြေအနေတဘာဝဘေးတွေဖြစ်လာပြီဆိုရင်သူရဲ့ပြီးခဲ့တဲ့ကာလသူကြောက်တတ်တဲ့ကာလမှာသူရဲ့မှတ်တမ်းတွေရှိတယ်ဒီမှတ်တမ်းတွေကဒီចောင်းသားတော့အဘေကနဲ့အစ်စ်မိတယ်ဥပမာဆေးចောင်းလားဝင်ခွင့်ဝင်ဖြေပေါ့ဗျအောင်ရင်ဆက်တက်ပေါ့ဗျနိုင်ငံတကာမှာတော့ဒီလိုလုပ်တယ်နော်ကျွန်တော်ဒီမှာပြောတာမဟုတ်ဘူးအခြားတော့ကျွန်တော်တို့နိုင်ငံတကာမှာအဲ့ဒီလိုလုပ်တယ်ဝင်ခွင့်တွေလည်းလုပ်တယ်ဒီမှာတော့ဗျာခင်ဗျာကျွန်တော်အခြားနီးလည်းမရှိတော့ပဲဒီလိုပဲကျွန်တော်ဆောင်းဖို့ပဲအဖြေတော်မီးလောက်ရင်ဆောင်းဖို့ပဲပြန်ဖြေဒီနီးလည်းမရှိတယ်လားလို့ကျွန်တော်မေးချင်ပါတယ် အဲ့တော့ပြည်ဟိုင်းဝင်ကြီးဌာနအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့တိုင်းပြည်ချစ်တယ်ကျွန်တော်တို့တိုင်းပြည်ချစ်တယ်နိုင်ငံချစ်တယ်တက်မတော်ကိုချစ်တယ်ချစ်လို့ကျွန်တော်တို့ဒီခုံမှာဒီလို့လုပ်နေတာရှင်းလေကျွန်တော်တို့မိသားစုတွေဘဝတွေအသက်တွေအပေါင်ပေးပြီးတော့ကျွန်တော်တို့ကဒီလို့ကိုလုပ်နေတာရှင်းလေเนาะဒါတော့ဒီဘောမာနေပေါ့နော်ဒီစာမပြန်ဖြေတဲ့ကိစ္စနေပြောထားတာဖြစ်ပါနော်အဲ့တော့ तू ပြောနေကြားမှာပဲနေပြီးတော့ဘယ်လောက်ပြက်စီလဲဆိုတာပို့ပြီးတော့ပေါ်သွားတာပေါ့နော်ကဲနောက်ထပ်ဗီဒီယိုဒီဘက်ကတော့ live မှာဟောင်းနေတဲ့ဘောမာတစ်ခါကိုတဲ့ပြောလိုက်တဲ့ကိုစီးရဲ့ဗီဒီယိုဖိုင်တစ်ချက်နောက်ကြည့်အောင်နော်ဘောမာတွေဘာတွေပြောနေလဲပေါ့နော် ားနဲ့စစ်ခွေးနှစ်မျိုးရှိတယ်စစ်သားဆိုတာကစစ်သားစိတ်စစ်သားမှန်စစ်သားအတ္တိစစ်သားလို့ရလို့တယ်စစ်ခွေးဆိုတာကခွေးချင်းခွေးချံလို့တယ်သူတို့ထင်မြင်ယူဆတဲ့အရာကိုအမှန်လို့တယ်သူတို့ပြောတာကိုနာခံတယ်သူတို့ခိုင်းတာကိုလောက်ကမယ်သူတို့ဒီတာဒီနိုင်ငံပယ်ဝင်ဆိုတဲ့အသွေးကိုယူထားတယ်အဲ့ဒါစစ်ခွေးနော်အဲ့တော့စစ်သားဆိုတဲ့ ူတို့မှာစစ်တီတော်ကျင့်ဝတ်60ရှိတယ်ဒါပေမဲ့အဲ့ဒီကျင့်ဝတ်60ဆိုတာဘယ်နေရာထားမှန်းသူတို့သူတို့လည်းမသိအဲ့ဒီထဲမှာစစ်ကွေးတကောင်ဒီကောင်ကျွန်တော်ကြည့်နေကြပြီနော်ပထမတော့ကျွန်တော် reason ခါလုတ်လေးတယ် reason ခါလုတ်တော့သူကနောက်ခံဒီလုံးထည့်ထားတဲ့အတွက် copyright ညှိတော့ကျွန်တော်မတင်လိုက်ဘူးနော်အခုအဲသူ့ကိုကျွန်တော်မတွေ့တဲ့အကြာကြီးပေါ့နော်ကျွန်တော်ကတက်တော့တုံးလည်းလူမဟုတ်တဲ့အတွက်အခုမှတူတယ်ဒီကောင်ကျွန်တော်နည်းနည်းပြောချင်တာကြာပြီเนาะဒီကောင်ကတကယ်စစ်ခွေးเนาะကြည့်ပါပါအဲ့တော့မင်းတို့မင်းမင်းကြီးကြားတယ် ိတ်ဆွေတွေတော့မရဘူးเนาะမင်းတို့ကတော့ခနဲ့တူပြည့်တူတွေကိုအာမင်းတို့ကစစ်သားတွေနဲ့တိကြတယ်ဒီကိုင်းနဲ့ကြားတယ်ဆိုရင်မင်းတို့ကအောင်ပွဲတွေခံတာဒီမင်းတို့ဒီတခါတိုင်းကပြည့်မဲ့ပြည်လို့လို့တလောကတော့ပြည့်မဲ့ပြည်လို့လို့လားကျမတမားနဲ့အတူရှင်နေတဲ့တိုင်လည်းပြည့်မဲ့ပြည်သူမျိုးစစ်တဲ့ထင်းနေတာပဲဘလို့ဆိုတော့မင်းတို့အမှန်တရားကိုမင်းတို့ကလက်သိခံတာပေါ့အင်းနော်တွေ့ရမလားဘာကြီးအတတ်မှတ်ရမလဲအမှန်တရားကိုမင်းတို့လက်သိခံတာပေါ့တွေ့ရမလားနော်အမှန်တရားဆိုတာဘာကိုပြောတာလဲ မင်းတို့တိထားတဲ့အရာကိုအမှန်တရားလို့ပြောရတာအမှန်တရားဆိုတော့ဘာလဲအမှန်တရားမှာလော့ဂျစ်ရှိတယ်လော့ဂျစ်ဗေဒနဲ့ကိုက်ညီမှအမှန်တရားလို့သတ်မှတ်လို့ရတယ်ဘာလို့ဆိုမြတ်စွာဘုရားတော်ဟောခဲ့တဲ့တရားတွေအားလုံးကဘုရားကတုတရားလို့ပြောခဲ့ဘူးလောကတဘာဝအမှန်တရားကိုဒရဝါတွေတိအောင်ဟောကြားခဲ့တာအဲ့ဒီဘုရားရဲ့ဟောကြားတဲ့အရာတွေကိုတရားဆိုပြီးတော့လူတွေကလိုက်နာကျင့်တုံးမှာဗုဒ္ဓဘာသာဖြစ်တာအဲ့တော့အမှန်တရားဆိုတာကလေအဲ့လိုပဲ လောကတဘာဝအမှန်တရားလောက logic ကြကြနဲ့ကိုက်နေမှာအမှန်တရားဖြစ်မှာအဲ့တော့အကျမ်းဖက်ဓမ္မအနေနဲ့အတူရှင်တွဲနေထိုင်လို့ရှိရင်မင်းတို့ကအကျမ်းဖက်ဓမ္မဖြစ်တယ်ဆိုတော့အကျမ်းဖက်ဓမ္မလို့တတ်မှတ်တာဘယ်လိုတတ်မှတ်တာလဲဟုတ်တယ်နော်ဒီနိုင်ငံမှာအာနာတိတ်ပြီးတဲ့ကနှစ်ဖက်ဖြစ်တယ်မင်းတို့စစ်တပ်အာနာတိတ်ပြီးတဲ့မှာငါလက်တွေ့ကြကြပဲပြောမယ်နော်တဘာဝကြကြပဲငါပြောမယ်ငါပြောစကားမှားရင်မင်းချိန်ပြီးလာပြန်ပြောနော်စစ်တပ်အာနာ2021စစ်တပ်အာနာတိတ်ပြီးနှစ်ဖက်ရှိတယ် မင်းတို့စစ်အာနာသိမ့်နဲ့မင်းတို့စစ်သက်ပဲအချမ်းတဲ့တော်လှန်တဲ့ပြည်သူပဲအချမ်းဟုတ်တယ်နော်အာနာသိမ့်ပြီးကစားမှာတိုင်းပြည်လုံးမြို့မပြောနဲ့တော်တွေလမ်းပေါ်မှာအစာလူတွေအကုန်ပြေးသွားတယ်နော်အဲ့တော့မင်းတို့အာနာတိန်းတာကိုထွက်ပြီးစန့်ကျင်တဲ့လူဦးရေစရင်းကိုပဲတွက်ကြည့်လိုက်နံပါတ်1ဒီဒီနိုင်ငံမှာရှိတဲ့တန်းနဲ့ချီတဲ့ပြည်သူအများစုတွေမင်းတို့စစ်တပ်ကိုလက်မခံဘူးဆိုတော့မင်းတို့ဘလို့မှညင်းလို့မရဘူးဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ အကျံဖက်နံပါတ်1မင်းစစ်တပ်ကိုလက်မခံဘူးနော်အဲ့ချိန်မှာတော်နိုင်ရင်အင်အားစုကတိုင်းတန်းလက်နက်ကိုင်းရလွယ်လို့ PDF တွေမပေါ်သေးဘူး MP မပေါ်သေးဘူးနော်အာနာသိသိနောက်မှာ CRPH ပေါ်လာတယ် CRPH ဆိုတော့ဘဒူတွေမင်းစစ်တပ်ကတော့ရှင်းတယ်မင်းစစ်တပ်ကကောင်းတယ်စစ်ကောင်းဆောင်အာနာသိတဲ့ CRPH 2020ရွေးကောက်ပွဲမှာမင်းတို့စစ်တပ်ကိုစန့်ကျင်တဲ့အခုအာနာသိန်းတောင်လက်မခံဘူးဆိုတော့ပြည်သူတွေကရွေးချယ်လိုက်တဲ့လွတ်တော်အမှတ်တွေ ဲ့တော့အဲ့ဒီလူတွေဟာပြည်သူနဲ့အနီးဆက်ဆုံးခေါင်းဆောင်တွေမဟုတ်ဘူးလား ။ကဲဒါတော့အမှန်တရားရယ်နော်။ခုဆိုအချက်ပဲစစ်ကောင်စီဖွဲ့တွေဘောမာတွေလော်ဘီတွေရပါနော်။ဒီတမိုင်းကိုမသိတယ်လို့လုံနေပါနော်။အာသူရဘစီဒီစစ်တိုက်ရတာကဘာကြောင့်အများကြောင့်ဆိုအကြောင်းပြချက်တွေအများကြီးပြောနေတာပါနော်။ဘသူကစစ်အာနာစပြီးတိမ့်တာလဲ။အာနာစပြီးတိမ့်နေကြဘသူကအရင်ပြစ်တာလဲ။ဘသူ PDT ကိုတတ်ဖြတ်တာလဲဆိုတာ။ဒါ PDT အားလုံးသိရနော်။ဒါဒီဒီတမိုင်းကတိတ်မကြသေးလို့နော်။ဟို50နှစ်နဲ့20လောက်ကြာရင်နော်တမိုင်းကသူကပြောင်းရှင်အောင်ပါနော်လုံးဝ။အဲ့တော့အခုကပြည်သူတွေကအားလုံးကအသက်ရှိအချင်းရှာရှိနေတယ်ခံစားရတဲ့သူတွေကပြီးတော့ဘလို့မှလေလုံးမရအောင်နော်။ဟာပြနေတာ။ ော်မင်းတို့ရှုံးတဲ့ခုံစာပြတယ်ပေါ့ဟာပြောပေါ့ပြောပေါ့တက်ကြီးတောင်းတာလောင်းရမင်းတို့မင်းတို့ကြောက်ပါလားအပြင်းနဲ့မပြီးပါတယ်မင်းရောက်တော့ဘူးပြည်ကြီးကြီးရောက်ရှင်းပါတယ်ရောက်နှစ်ယောက်စလုံးမသိဘူးနော်အဲ့ဆယ်စကားလုံးကစတာတယ်တယောက်မှလည်းမင်းတို့ဖမ်းသိကြမယ်တယောက်မှလည်းအပါကြောင့်အိတ်ဆိုတော့အမင်းတို့လက်လော့ကြရဲဆိုတာလည်းဘာတိရုပ်ကပြောညာဆိုမင်းတို့ဒီလိုပဲလေဟုတ်လားတိရုပ်နဲ့ပေါင်းတာတက်မလို့ပေါင်းတာကမင်းတို့ပေါင်းတာမင်းတို့ကိုးထုတ်တာကိုးကိုးရောက်လာနေရာသာရတယ် ဒီကုန်ပြပြောထားတဲ့ဗီဒီယိုဖိုင်တွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်နောက်တစ်ဖိုင်မှာတို့ပြောထားသေးတယ်အဲဒူးကိုမှန်ထားလို့အမှဒူးတဲ့နေဆက်တဲ့စခန်းနေမှာရှေ့တန်းစခန်းနေမှာဒူးနေလာခဲ့တာပေါ့နော်အခုမှတို့နောက်တန်းအထိုင်ကိုပြန်ထိုင်ရတာတဲ့အဲ့ဒါဆိုလို့ရှိရင်မင်းကဒီနေရာနေမှာရှင်ခေါ်လိုက်မယ်နော်လက်ရှိမြန်မာနိုင်ငံမှာမင်းတို့စစ်တပ်ကအာဏာသိမ်းထားတာမလားအာဏာဒီအထုတ်ချအာဏာမင်းတို့စစ်တပ်မှာနော်ဟုတ်တယ်နော်မင်းတို့စစ်တပ်ကအာဏာသိမ်းထားတာဟုတ်တယ်နော် အဲ့တော့မင်းတို့ပြောထိန်းနေထိန်းတိတ်နေတိတ်နေလောဆယ်အာနာမင်းတို့ရှိမှဖြစ်တဲ့အတွက်မင်းနဲ့စစ်သားတယောက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံတပတ်ကိုဒီယူနီဘောင်းကိုကြော့နေအောင်ဝတ်ပြီးတော့တွားပြရည်ရလားအများကြီးမတွားနဲ့ပေါ့မှန်ပါဟုတ်တယ်မလားမကွေးစကိုင်းနော်ကချင်းရှမ်းမြောက်အဲ့လောက်ပဲတွားကြည့်တယ်အဲ့ဒီကုန်တိုင်းစီးတော့စောင့်ငါပေးမယ်ဘလို့လဲတိုင်းတတိကောင်းတယ်မင်းတို့တတ်မတော်မှမင်းတို့တတ်မတော်ဖြစ်နေမင်းတို့တတ်မတော်ထောက်ခံတဲ့ပြည်သူရှိတယ်ဆိုရင်ယူနီဘောင်းကိုဝတ်ပြီးတော့တွားပြရည်ရလား မင်းကအဲ့လောက်ပဲပြောမယ်အဲ့ဒီကုံကြစိတ်ကနှစ်ဆပြောမယ်နော်နှစ်ဆပေးမယ်မင်းအဲ့တွားမယ်လာမယ်ကုံကြစိတ်နဲ့နှစ်ဆအောင်တော့ပေးမယ်တွားရဲလားဟမ်နောက်အဲ့ဒီရှေ့ခံမှာရှိသေးတယ်ဗျမင်းတို့ကအဒီဘန်းနဲ့ကြိုတာဒီဘန်းနဲ့ကြိုလို့အဲ့ဒီလူတွေကိုစစ်တပ်ကဘုံကျဲလို့အဲ့ဒီညမှာလည်းမင်းကတခုထတ်စိန်ခေါ်နေတယ်မင်းတို့စစ်တပ်ကအခုချိန်မှာလေရင်မတုံးမင်းနဲ့တိုက်ရဲတာသူမီးတဲ့စခဲ့တဲ့ကောင်လေးတွေကို နိုင်ငံပိုင်လေရင်ကြီးတုံးပြီးပြစ်နေရတာမရှိဘူးလားဟုတ်ကဲ့ဒါတော့ကုစီရဲ့ဗီဒီယိုဖိုင်ဖြစ်ပါရနော်အဲ့တော့ jump back lobby ဒီကတော့သမိုင်းကိုမသိတယ်လို့လို့နေပါတော့ဒီသူတို့ဘက်ကပဲအမှန်ဆိုပြီးပြောနေတာတွေ့ရပါနော်အဲ့တော့ဘာပဲပြောဒီ2 online အဆောက်ကိုကြည့်လိုက်တယ်ဆိုရင်ဘယ်သူကစပြီးမှအနာသိမ့်တာလဲဘယ်သူကစပြီးမှပြီးတော့ပြည်သူတွေက jump back တက်ခတ်တက်ဖြတ်တာလဲဒါကြီးကြည့်လိုက်တယ်ဆိုရင်ဘယ်သူမှားတယ်မှန်းဆိုတာပြောစရာတော့မလိုဘူးနော်အဲ့တော့အခုချိန်မှာဆိုရင်ဒီ jump back စစ်ကောင်စီကပို့ဆိုးတာက မင်းအောင်လိုင်ကနဲ့လက်တဆုပ်စာအတွက်ပေါ့နော်သူတို့ရဲ့ကိုကျိုးအတွက်လုပ်နေတဲ့ဟာကိုအောက်ကဒူတီကဘာမသိညာမသိဘူးမသိကိုမသိနဲ့လိုက်ပြီးတော့ပေါ့နော်အသက်တွေပေးပြီးမှတိုက်ခိုက်နေရတဲ့အနေအထားတွေဖြစ်ပါရဲ့နော်ဒါတွေကိုသူတို့ဒါတို့လည်းသူတို့အခုချိန်မှာဆိုတိနေပါတိတင်နေပါပြီနော်အဲ့တော့မတိပဲနဲ့တိုက်နေတယ်ဆိုရင်တော့ဘလောက်တောင်ပေါ့နော်တနာစရာကောင်းတဲ့ဒီစစ်ခွေးလေဆိုတာအားလုံး စဉ်းစားလို့ရပါတယ်နော်အဲ့တော့တေးကြတယ်ဒီအချက်မဲ့စစ်ကောင်စီရွေးကောက်ပွဲမတိုင်ခင်မှာပဲဒီအချက်မဲ့မဲအောင်လင်းလေကဒီလက်တဆုစာခေါင်းဆောင်တွေကိုလုံးဝအပြုတ်ပြုတ်မှတေးကြတယ်ဆိုတဲ့အကြောင်းကိုသုံးသက်တည်မြဲနေကြောက်ပြူလေးကိုအဆုံးသက်လိုက်ပါတယ်နော်အစားဆုံးကြည့်ပြီးလဲမြို့ပြပြီးသူရောက်စရာအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်မဲ့မဲအောင်လင်းစစ်ပေးငလင်ပေးဘေးရင်တွေပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ